Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်အခက်အခဲတစ်ခုကြုံတဲ့အခါမျိုးမှာ stuck ဖြစ်နေရလို့ခံစားရတဲ့အခါမျိုးမှာတုံးလေးတုံးထားရှိရဲ့နီလန်လေးတစ်ခုကိုအရင်ဆုံးမျှဝေခြင်းပါတယ်အလုံးမင်္ဂလာပါကျွန်တော်ကတော့မဆူထွေးပါ Focusy and Expresses Atrophy ကိုအခြေခံပြီးတော့ community ကိုမျှဝေပေးနေတဲ့ holistic wellbeing facilitator တူဖြစ်ပါတယ်ရှင်အရင်ဦးဆုံးဒီနေ့ session လေးမှာကျွန်တော်ပြောချင်တာကျွန်တော်တို့ရဲ့ step ဖြစ်နေရယ်ဆိုတော့ ူတော်တော်များများပြောကြတယ် step ဖြစ်နေတယ်ဘာလို့လို့ဘာကမ်းမသိဘူးဒီလို့တခုငါအကောင်းဆုံးလုံနိုင်မှာမလားမပြောတတ်ဘူးအရင် anxiety တွေတက်နေရယ်ငါဒါကိုလုံလို့ဖြစ်မှာဖြစ်ပါမလားအစရှိရယ်တန်တေးကမေးခွန်းနေမယ်ကိုကိုကိုပြန်ပြီးတော့မေးနေတဲ့အခိုက်အတန့်လေးရှိတတ်တယ်ဆိုတော့အရင်ဦးဆုံးအဲ့ဒီလိုမျိုးကိုကိုကို dove ဖြစ်လာတယ် step ဖြစ်နေရယ်လို့ခံစားရတယ်ဆိုတဲ့အချိန်မျိုးမှာတိလိုက်ပြီးဆိုကြတဲ့အခါ firstly congratulate to yourself လို့ပြောချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းခြေလမ်းတစ်ခုကနေနောက်တစ်လမ်းကိုဆက်လမ်းရမယ်အချိန်မှာ level တစ်ခုကနေနောက်တစ် level ကိုတက်ရတဲ့အချိန်မျိုးမှာကိုကိုကိုဒါကိုလုပ်နိုင်ပါမလားငါတော့မလုံနိုင်တော့ဘူးထင်တယ်။ပြင်ပန်းနေဖြစ်နိုင်မှာမလား။အဆရှိတဲ့ star feeling step ဖြစ်နေရဲဆိုတဲ့ခံစားချက်မျိုးတွေဖြစ်တတ်ပါတယ်။အဲ့လိုဖြစ်လာတဲ့အခြေအနေအခါမျိုးမှာကျွန်တော် လုံလင်ကြဟာလေးတစ်ခုရှိတယ်။အဲ့ဒါကတော့ okay ငါ stuck ဖြစ်နေရဲဆိုတဲ့ခံစားချက်ကိုငါခံစားလိုက်ရ Thank you I know that feeling Okay appreciate this feeling ဒီ feeling လေးကိုလက်ခံလိုက်တယ်ပြီးသွားပြီဆိုရင်ကျွန်တော်အမြဲတမ်းတုံးလေးရှိရဲကျွန်တော် community ကိုလည်းအမြဲတမ်းပြောလေးရှိရဲအဲ့ဒါပါလဲဆိုတော့ start with the end game ဒီ project ကိုဒီအလုပ်ကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်ငါဘယ်လိုမျိုးဖြစ်နေမလဲဒီလုပ်တစ်ခုငါအကောင်းဆုံးလုပ်နိုင်သွားပြီဆိုရင်ငါဘယ်လိုမျိုးနေထားမှရှိနေမှာလဲ အဲ့ဒီအရာတစ်ခုကိုကျွန်တော်အရင်ဆုံး imagine လုပ်လိုက်တယ် I start with the anger ဒီနေရာတစ်ခုငါရောက်သွားပြီဒီနေရာတစ်ခုငါလုံနိုင်သွားပြီဆိုတော့ anger တစ်ခုကို I visualize လုပ်တယ် I feel it လုပ်တယ် and ပြီးသွားပြီဆိုရင် okay အဲ့လိုနဲ့ပဲကျွန်တော်ကဒီ project ကိုအကောင်းဆုံးလုပ်ပြီးသွားပြီဆိုတဲ့ဟာနဲ့စပြီးသွားတဲ့အချိန်မှာ what is the first step to gain this ဲ့တော့ start with the end game ဆိုတာ ਨੇ စားတယ် end ပြီးသွားပြီဆိုရင်အဲ့ end game ကိုရောက်ဖို့အတွက်ပထမဦးဆုံးခြေလမ်းလေးတစ်လမ်းစပြီးလှမ်းရမယ်ဆိုရင်အဲ့ဒီအရာကဘာများဖြစ်မလဲအဲ့ဒီမိန်းကလေးကို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 ပြန်မိလိုက်တယ်ဆိုတော့ကျွန်တော်တို့တွေကအိမ်မက်တွေအများကြီးမက်တယ် end game ကိုတော့အော်မြင်နိုင်ကြတယ်လှုပ်ချင်တာတွေရှိကြတယ်ဒါပေမဲ့အဲ့ပထမဦးဆုံးခြေလမ်းလေးဆိုတာဘယ်လိုလမ်းမှမသိဘူးဖြစ်တာ ဆိုတော့ပထမအဆုံးခြေလမ်းလေးကိုလမ်းမယ်ဆိုတဲ့အချိန်မှာအဲ့ပထမအဆုံးခြေလမ်းလေးအကြီးလမ်းစရာမလိုဘူးပထမအဆုံးခြေလမ်းလေးဟာအလွန်အင်မတန်မှရိုးရှင်းတာမျိုးလည်းဖြစ်နိုင်တယ်တခါလေကျခဏလေးငြိမ်မှုလိုတာလည်းဖြစ်ချင်းဖြစ်မယ်တခါတလေကြောင့်လို့ရှိရင်တာမန်တူတူလစ်လေးကိုချပြီးရေးလိုက်တာလည်းဖြစ်ချင်းဖြစ်မယ်တခါတလေကြောင့်လို့ရှိရင်အဲ့ဒီအလုံးနဲ့ပတ်သက်ပြီးစပြီးတော့ negotiate လုပ်ဖို့ဒါမှမဟုတ်လဲ something တခုခုလုပ်ဆရာရှိတာလည်းဖြစ်ချင်းဖြစ်မယ်။ဆိုတော့အဆုံးသတ်အားဖြင့်ကျွန်တော်ပြောချင်တာက we have to start with the end game အဆုံးကိုမျှော်မှန်းပြီးတော့အစလေးတခုစမယ်။အဲ့ဒီအစလေးအတွက် what is your first step? ဒီမှာရဲ့ you at community ရော ကိုယ့်ရဲ့ next level upgrade တခုကိုစတင်ရမယ်။ပထမဆုံးခြေလှမ်းလေးကဘာများဖြစ်မလဲ။ comment မှာဖြည့်ပေးခဲ့လို့ရပါတယ်။